အဘိညာတေဟိအဘိညာတေဟိဒေရေဟိသာဝကေဟိတတေဧကန္တမယံအခတဘ၌ဘဂဝါဘုံတော်၆ဆုံးတကောကိုဟိပြည့်စုံတော်မူသောမြတ်စွာဘုရားသည်သာဝတိယသာဝတိမြိုယဏိ၌မိဂရမတုပါဒတိမိဂရတတိယမိခင်တော်ဖွယ်ဖြစ်သောဝိဒါခကြောင့်အမတိသောက်တော်လှူတတ်အပ်တဲ့ပြတ်တော်ဆောင်ပေါသောပုဗ္ဗရာမိပုဗ္ဗယုံကြောင့်၌ အဘိညာတေဟိအဘိညာတေဟိသေရဟိသာဝကေဟိတတေသင်္ချာသင်္ချာတော်မူကြကုန်သောတပိသာဝကတို့နှင့်အတူတကွာသံဘူလေဟိများပြစွာကုန်သောအဘိညာတေဟိအဘိညာတေဟိသေရဟိသာဝကေဟိတတေသင်္ချာသင်္ချာတော်မူကြကုန်သောသေသာဝကတို့နှင့်အတူတကွာဝိဟရတိသင်္သောသံတိတော်မူသည်ဖြစ်ပေ၏ အာနာပါနတတိသုတ်တံဖြစ်ပေါ်တော်မူလာတဲ့အချိန်ကိုအရှင်အနန္တမထေရကသတ်မှတ်ပြီးပြတော်မူပါတယ်နော်။ညဇောပြသခင်တော်သည့်ပြမစီတောင်းတိမြို့ရဲ့အရှိဘက်ဥဖာယုံကျောင်းတိုက်မှာရင်တုံစံနေတော်မူကဒီသုတ်တံဖြစ်ပေါ်လာတယ်။ထိုချိန်ခါမှာဥဖာယုံကျောင်းတိုက်၌သင်္ချာတော်မူတဲ့မထေကြီးတွေ ဘုရားရှင်နဲ့အတူတကွသတင်းသုံးနေထိုင်တော်မူကြတယ်။ယင်သာရိပုတ္တရာမထေရ၊ယင်မောဂလံမထေရ၊အရှင်မကတ္တပမထေရ၊အရှင်မကိစီမထေရ၊အရှင်မကုဋ္ဌိကမထေရ၊အရှင်မဟာကပိနမထေရ၊အရှင်မဟာသုံးဒမထေရ